ဟေးလန်နက်စ်ပေါ်ဟာပတ်ကောင်းတာလေโอเคဒီကောင်းလေးယူလိုက်မယ်အခုကျွန်တော်မှငွေသားတော့မရှိဘူးငွေလမ်းပေးမယ့်နဲ့ရလားရတယ်ကိုဒီကျူအာကုတ်ကိုစကန်ဖတ်ပြီးတော့ပေးချင်လို့ရတယ်ဟုတ်ကဲ့ရပြီနော်အကိုဟုတ်ကဲ့ဒီကျူအာကုတ်တွေကဘယ်လိုများအလုပ်လုပ်ကြလဲမသိဘူး ကျူအကုတ်ဆိုတဲ့ဒီလိုအမဲအောင်အတုံးလေးတွေကိုမြင်မှုကြလိမ့်မယ်ထင်ပါတယ်ဈေးဝယ်လို့ငွေပေးချိတဲ့အခါကျူအကုတ်ကိုစကန်ဖတ်ပြီးငွေပေးချိနိုင်သလို website link တွေ application download link တွေကိုလည်းကျူအကုတ်လေးကိုစကန်ဖတ်ရုံနဲ့ဝင်ရောက်နိုင်ပါတယ်ပြီးတော့ဒီလောက်ရှုပ်ထွေးတဲ့အလုပ်တွေကိုရိုးရှင်းသွားအောင် လုပ်ပေးနိုင်တဲ့ကျူအကုတ်တွေဘယ်ကနေဖန်တီးခဲ့တယ်ဆိုတာကိုစက်ကြည့်ရအောင် history of ကျူအကုတ်1990ခုနှစ်စောပိုင်းဂျပန်နိုင်ငံတိုတာကားကုမ္ပဏီရဲ့လောက်အောက်ခံကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ။တန်ဆူဝိတ်ဆိုတဲ့ကုမ္ပဏီမှာကားအစိတ်ပိုင်းတွေရဲ့ data တွေကိုမှတ်တမ်းတင်တာကို system တစ်ခုလိုအပ်နေပါတယ်။အဲ့ဒီအချိန်လုံးကတော့ကားပစ္စည်းအစိတ်ပိုင်းလို product တွေရဲ့ data ကိုသိမ်းဆည်းဖို့ barcode system ဆိုပြီးတော့ရှိခဲ့ပါတယ်။ဒါပေမဲ့ barcode ရဲ့ပြဿနာကချက်လက် data နည်းနည်းပဲသိမ်းဆည်းနိုင်ပါတယ်။နောက်ပြဿနာတစ်ခုက barcode ကိုစကန်ဖတ်တဲ့အခါ line by line အတက်အတိုင်းသာဖတ်လို့ရပါတယ်။ပြောင်းပြန်စကန်ဖတ်လိုက်တာတို့ barcode ပြတ်နေတာလို့ဆိုရင် data ပြန်ယူလို့မရတော့ပါဘူး။ ဒါကြောင့်ဒန်ဆိုဝိတ်ကမ်ပဏီကဒီပြဿနာကိုဖြေရှင်းဖို့စနစ်တစ်ခုလိုအပ်နေတာပါအဲ့ဒီအချိန်ဒန်ဆိုဝိတ်ကမ်ပဏီမှာမာဆာဟီရိုဟာရာဆိုတဲ့အင်ဂျင်နီယာတယောက်လွတ်လွတ်လပ်နေခဲ့ပါတယ်သူကဒီပြဿနာကိုဖြေရှင်းဖို့နီးလန်းရှာဖွေနေခဲ့ပါတယ်ဒီလိုနဲ့1994ခုနှစ်မာဆာဟီရိုနဲ့သူ့ရဲ့တငယ်ချင်းတွေဂိုးလို့ခေါ်တဲ့ Japanese Spoken ကိုသစားနေကြပါတယ်အဲ့ဒီမှာသူတခုသတိထားမိလိုက်ပါတယ်ဒေါင်းလိုက်ရောအလင်အလိုက်ရောစူပေါင်းထားတဲ့အဖြူရောအမဲရော ကြောက်တုံးလေးတွေချက်ချင်းသူ့အိုင်ဒီယာတစ်ခုရသွားတယ် data တွေကို one line အဖြစ် သိမ့်မဲ့စာအလျားလိုက်ရော down လိုက်ရော သိမ့်ထားလိုက်ရင်ရောဒါနဲ့မဆာဟီရိုဟာလည်းသူ့ရဲ့ team ကိုခေါ်ပြီး QR code system ကို ဖန်တီးဖို့စတင်ပါတော့တယ်သူတို့ရဲ့ရည်ရွယ်ချက်ကတစ်ခုတည်းပဲဘာကုတ်တဲ့ data များများသိမ့်ရရမယ်စကန်များများဖတ်နိုင်ရမယ်မဆာဟီရိုဟာနဲ့သူ့ရဲ့အဖွဲ့စမ်းသပ်ချက်တွေတစ်ခုပြီးတစ်ခုလုပ်ရင်းနောက်ဆုံးတော့ QR code ကိုဖန်တီးနိုင်ခဲ့ပါတယ် Japanese Pokemon Go အတိုင်းပဲ 2 dimension design အဖြစ်ဖန်တီးခဲ့ပါတယ်အဲ့ဒီ QR code ထဲမှာ website URL နဲ့ contact detail တွေပါဝင်ချား data ပေါင်းများကို barcode ထက်အစတရာနီးပါးသိမ်းဆည်းထားနိုင်ပါတယ်အခုထူးခြားတာက Danzowe company က QR code အတွက် patent ဥပဒေတွင်တော်မှာလုပ်ခဲ့ပါဘူးသူတို့ရည်ရွယ်ချက်ကလူအများသုံးနိုင်ဖို့ပါပဲဒါကြောင့်လည်းအခု QR code ကိုအားလုံးအသုံးပြုနိုင်တာကဲဒါဆို QR code ဘယ်လိုအလုပ်လုပ်တယ်လို့ဆိုတာကိုစက်ကြည့်ရအောင်ဟောင်း QR code work QR code quick response code ဟာဘာရှင်းအလိုက် data သိမ်းဆဲမှုအနည်းအများကွာခြားနိုင်ပါတယ် QR code အကြီးကြီးတွေမှာဆိုရင်8000 numeric character လောက်ထိသိမ်းဆဲထားနိုင်ပါတယ်အဲ့ဒီထဲမှာ URL touch contact detail wifi password အပြင် even cryptocurrency wallet တွေပါသိမ်းဆဲထားနိုင်ပါတယ် QR code ဘလို့အလောက်လုပ်တယ်လဲဆိုတာကိုတော့ပြောရမှာဗျာပြောမယ် reader အခု learner's row ရဲ့ဖုန်းနဲ့ QR code ကိုစကန်ဖတ်တယ်ပဲထားပါတော့ ကျူဘာကုတ်ရဲ့ large square ကနေပြီးစပြီးတော့အလုပ်လုပ်ပါတယ်။အဲ့ဒီ large square ကို finder pattern ဒါမှမဟုတ် position maker လို့ခေါ်ပါတယ်။သူတို့ကဘာအတွက်လဲဆိုတော့ကျူဘာကုတ်ဘယ်နားမှာရှိသလဲဆိုတာကို lander တို့ရဲ့ဖုံးကိုလမ်းညွှန်ဖို့ပါ။ကျူဘာကုတ်ကဘယ်လို position မှာရှိနေလဲအလျားလိုက်လား down လိုက်လားသိနေဖို့ပါ။အဲ့ဒီ large square အတွင်းကဖြူမဲ့ pattern ကိုပဲစကန်ဖတ်ဖို့ပြောရမယ်ဆိုရင် large square တွေကကျူဘာကုတ်ကိုပေါင်းခတ်ပေးပါတယ်။နောက်တစ်ခုက timing pattern အလျားလိုက်ရောဒေါင်းလိုက်ပါအဖြူအမဲအဆက်တွေတလက်စီသွားနေတာကိုတွေ့ရပါလိမ့်မယ်။ဒါကဘာအတွက်လဲဆိုတော့ QR code ရဲ့ grid site နဲ့ space ကို lambda ရဲ့ဖုံးအပါဝင်တခြားစကန်နာတွေတိဖို့ next one alignment pattern small square လေးတွေက alignment pattern တွေပါ။သူတို့ကဘာလုပ်ပေးလဲဆိုတော့ကွင်းညွတ်ထားတဲ့ပစ္စည်းတွေဥပမာ coffee ကွက်တို့ yummy plain တို့စသဖြင့်ဒီလို product ဒီမှာလဲ QR code ကို print လုပ်ထားရင်လဲ scan ဖတ်နိုင်ဖို့ကူညီပေးပါတယ် alignment ချိန်ကြီးပေးတဲ့သဘောပေါ့ နောက်ဆုံးတော့ကျူအကုတ်တွေကအဖြူအမဲဆက်တွေပါအဲ့ဒီအဖြူအမဲဆက်တွေအားလုံးဟာအတိတ်ကဒေတာတွေပါပဲကိုထည့်ကျင်တဲ့ဒေတာတွေအားလုံးကိုဒီလိုအဖြူအမဲဆက်တွေနဲ့သိမ်းဆည်းထားနိုင်ပါတယ်အဖြူအမဲဆက်တွေကဘယ်လိုဖြစ်လို့ဒေတာတွေဖြစ်နိုင်မလဲ right question computer system ရာဒေတာတွေကို0 and 1အဖြစ်သိမ်းဆည်းရပါတယ်ဒီတော့အဖြူအမဲဆက်တွေကို0 and 1အဖြစ်ပြောင်းလိုက်ရင်ရသွားပါပြီအဖြူကို0အမဲကို1နာနာဇရိုရဲ့ဖုန်းနဲ့စကန်ဖတ်လိုက်တဲ့အခါ အဖြူအမဲဆက်တွေဟာ0 and 1ဆက်ဖြစ်အန်ကုတ်လုပ်ပါတယ်ပြီးမှဖုံးကနေ0 and 1ကိုဒီကုတ်ပြန်လုပ်ပြီးတော့ကျူအကုတ်ထဲမှာထည့်တာ data တွေကိုပြန်ပြပေးပါတယ်ကျူအကုတ်ပုံးလာပဲ့တာဖြစ်ရင်ရော data တွေပြန်ယူနိုင်သေးလားတုံသိရင်ပုံးလာပဲ့တာတော့ကတော့ data တွေပြန်ယူလို့ရသေးတယ်ကျူအကုတ်ကိုတဲ့ပဲဖြစ်ဖြစ်ရောင်းမြန်မြန်ဖြစ်ဖြစ်စကန်ဖတ်လို့ရသေးတယ်သူ့မှာ build in error correction လဲပါပါတယ် QR code in daily life QR code ကို1994ခုနှစ်မှာ ဖန်တီးခဲ့ပေမဲ့ဂျပန်ကလွယ်လို့တခြားဒေသတွေမှာနာမည်သိမရခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီကိကဖုန်းတွေထဲမှာ Beirin Scanner မပါသေးလို့ပါပဲ။နောက်ပိုင်းဖုန်းတွေမှာ Beirin Scanner လည်းပါလာလို့တပြေးပြေးလူသုံးများလာပါတယ်။ဘယ်အချိန်မှာလူသုံးများလာလဲဆိုတော့2020ခုနှစ် COVID-19 pandemic စတဲ့အချိန်အစားအသောက်ဆိုင်မှာမီနူးကြည့်ဖို့ government health care မှာ check in လုပ်ဖို့ payment transaction လုပ်ဖို့ touchless solution တစ်ခုလုပ်ဖို့ AIG လိုအပ်လာပါတယ်။အားလုံးသိတဲ့အတိုင်းအဲ့ဒီအချိန်မှာ QR code ကိုပို့ပြီးတွင်းနေတဲ့အသုံးပြုလာကြပါတယ်။ company တွေဟာ marketing အပိုင်းမှာ QR code ကိုအသုံးချလာကြပါတယ်။ QR code ကို scan ဖတ်ရင် coupon ရတာမျိုး giveaway ပေးတာမျိုးလို့လောက်လာကြပါတယ်။ artist နဲ့ designer တွေကလည်း clothing poster နဲ့ street art တွေမှာ QR code ကို integrate လုပ်လာကြပါတယ်။ QR code ကို augmented reality trigger digital payment event ticketing secure login virtual store product tracing and even marketing campaign တွေမှာပါအသုံးပြုလာကြပါတယ်။ခေတ္တဆိုရင် QR code ကိုဘယ်လိုဖန်တီးကြမလဲ?ဆက်ကြည့်ရအောင်။ How to create QR code ။ပထမအဆုံး Google မှာ QR code generator ဆိုပြီးတော့ရှာလိုက်ပါ။ Play Store ကနေလည်းရှာကြည့်လို့ရပါတယ်။အဲ့မှာ download လုပ်ထားတာအများဆုံးဖြစ်တဲ့ app ကို download ဆွဲလိုက်ပါ။ဒါမှမဟုတ် DVD ရဲ့ description မှာ download link ချထားပေးပါမယ်။အဲ့ကနေတစ်စိမ်းနဲ့ download ဆွဲလိုက်ပါ။ app ကို install လုပ်ပြီးဖွင့်လိုက်ရင် ကင်မရာကိုဖွင့်ဖို့ကွန်ပျူတာတောင်းလာပါလိမ့်မယ်။ accept လုပ်ပေးလိုက်ပါ။ပြီးရင်အပေါ်ဆုံးတောင်းကမီနူဘားကိုနှိပ်လိုက်ပါ။ခဲတံပုံ create QR code ကိုနှိပ်လိုက်ပါ။အဲ့မှာ landers လို့လုပ်ချင်တဲ့ QR code အမျိုးအစားကိုရေးပေးလိုက်ပါ။အခုဒီမှာ website URL တခုအရင်ဖန်တီးကြည့်ရအောင်။ URL ဆိုတာကိုနှိပ်ပြီးတော့ box မှာဖြည့်ပါမယ်။ဒီမှာတော့ကျွန်တော်တို့တော့မယ် www.youtube.com/0limitmm ကိုဆက်ကြည့်နေထည့်လို့ရပါတယ်။ အမှန်ကြီးနှိပ်ပြီးသိမ်းမိကိုနှိပ်လိုက်ပါဒါဆိုရင်လင်းတစ်ခုထည့်ထားတဲ့ QR code တစ်ခုရသွားပါမယ်ဂယ်လရီမှာကြည့်လိုက်ပါ QR code အလုံးလုံးမလို့စမ်းသပ်ကြည့်ဖို့ခုန app ကို ပြန်ဖွင့်လိုက်ပါပြီးရင်ဓာတ်ပုံ icon link ကိုနှိပ်လိုက်ပါအဲ့မှာဂယ်လရီထဲကခုနသိမ်းဆဲထားတဲ့ QR code ပုံကိုပြန်ယူပေးလိုက်ပါဒါဆိုအခုနထည့်ထားတဲ့ website link ပြန်ရပါလိမ့်မယ် Okay ဒါဆိုရင်တော့ QR code ဘယ်လိုဖြစ်ပေါ်လာသလဲဘယ်လိုအလုပ်လုပ်သလဲဘယ်လိုဖန်တီးရမလဲစတာတွေတည်သွားတော့ပြီးထင်ပါတယ် ်တစ်တစ်လေးလိုထင်ရတဲ့ technology ရဲ့နောက်ွယ်မှာရှုပ်ထွေးတဲ့ engineer တွေပညာရပ်တွေပါဝင်နေပါတယ်ဘယ်သူသိလိမ့်မလဲအနာဂတ်နေ့စဉ်ဘဝမှာ QR code တွေပိုပြီးအသုံးများလာလိမ့်မယ်လို့ဂျပန်ကားကုမ္ပဏီအတွက်ပဲလို့ရည်ရွယ်ထားတဲ့နည်းမြတစ်ခုဟာဒီနေ့ခေတ်မှာကမ္ဘာတဝန်းလုံးအသုံးပြုနေကြပါတယ်ဗီဒီယိုကိုကြိုက်တယ်ဆိုရင် like အသုံးဝင်တဲ့ထင်ရင်ကိုယ်တိုင်ငယ်ချင်းတွေစီကို share အကြံပေးချင်တာမေးချင်တာရှိရင်ကမန်မန်မန်းခဲ့နောက်ဆုံးအနေနဲ့ channel ကို subscribe လုပ်ခဲ့ပါ and the last one were This is Zero Limit, No Limit to Land. Tada bye bye.